ကျောင်းနိုင်ငံရဲ့အစ်တန်လို့အနေနဲ့အစဉ်တစ်ခုဖြစ်မြောက်ရေးအတွက်တဘောတူရေးဆောင်ရွက်တာကကျမတို့နိုင်ငံရဲ့အကြောင်းမှကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးဖို့အတွက်ရှေ့နေပညာရပ်တွေနဲ့အသိပညာတွေတိုးတက်လာဖို့နိုင်ငံတကာနဲ့မြန်မာနိုင်ငံရှေ့နေတွေချိတ်ဆက်ပြီးရှေ့နေတွေရဲ့အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့နဲ့နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ဒီအသင်းကရည်ရွယ်ထားပါတယ်။ဒီပွဲကိုမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်လည်းတက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှနိုင်ငံသူနိုင်ငံသားတွေစိတ်ချလုံခြုံမှုရှိနိုင်မှာဖြစ်တာမို့နိုင်ငံသူနိုင်ငံသားတွေစိတ်ချလုံခြုံမှုမရှိတဲ့နိုင်ငံဟာတိတ်ခါမဲတဲ့နိုင်ငံလို့ပြောရမယ်လို့ဒေါအောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။နိုင်ငံအတွက်လိုအပ်နေတဲ့ဒီလိုရှိနေအသင်းမျိုးဖြစ်ပေါ်ရေးအတွက်သဘောတူဆောင်ရွက်တာဟာနိုင်ငံအတွက်အင်မတန်ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်နိုင်ငံကအင်မတန်လိုအပ်နေတဲ့အသင်းမျိုးဖြစ်မြောက်ရေးအတွက် ဒီလိုဒီဆောင်ရွက်တာကကျမတို့နိုင်ငံရဲ့အကြောင်းအကောင်းနဲ့လက္ခဏာဖြစ်ပါတယ်။ဒီမှာတရားဝင်စုပေါင်းရေးဟိုဒီတမလူလာတယ်ဆိုတာတရားဝင်စုပေါင်းရေးရှိမှာဒီနိုင်ငံကနိုင်ငံနိုင်ငံသားတွေကစိတ်ကြုံကြမှုရှိနိုင်တာမှန်ပါလား။နိုင်ငံနိုင်ငံသားတွေစိတ်ကြုံကြမှုရှိမှသာနိုင်ငံရဲ့တိတ်ခါဘူးဆိုတာထင်ပေမဲ့ဖြစ်နေတယ်။နိုင်ငံနိုင်ငံသားတွေစိတ်ကြုံကြမှုရှိတဲ့နိုင်ငံရှိတာဒီတမတိတ်ခါနေတဲ့နိုင်ငံဆိုတာပြောရအောင်။ နိုင်ငံအတွက်တင့်တော်တဲ့တရားဥပဒေပညာရှင်တွေနဲ့ဥပဒေအဆောက်အအုံခင်းကျင်းတွေတိဆောက်ဖို့ဆိုတာဟာနိုင်ငံသူနိုင်ငံသားတိုင်းရဲ့တာဝန်ပဲဖြစ်တယ်လို့ဒုဒုခေါင်းဆောင်ကပြောပါတယ်။ဒီလိုရှင်းနေတွေပူပေါင်းပြီးတရားဥပဒေစိုးမိုးရေးကိုအာရုံစိုက်မယ်ဆိုတော့တက်အောင်နေတဲ့ရှင်းနေတွေကိုအတူယူပြီးတခြားသူတွေလည်းဘာကြောင့်တက်အောင်မနေနိုင်ပါလဲဆိုပြီးပြည်သူတွေကိုမြင်စေချင်တယ်လို့ဆိုပါတယ်။ကျောင်းနိုင်ငံရဲ့တင့်တော်ရဲ့တရားဥပဒေပညာရှင်များတရားကျောင်းနိုင်ငံရဲ့တင့်တော်ရဲ့ ကျွန်မတို့เนี่ยပတ်သက်တဲ့အဆောက်အဦများအချင်းချင်းများတိဆောက်ဖို့ဆိုတာတော့ကျွန်မနိုင်ငံမြန်မာသားတွေတောင်းပါတယ်။အဲ့ဒီတောင်းပြီးတော့ရဲရဲဝံ့ဝံ့နဲ့ဒီနည်းနည်းနဲ့ထပ်ဆောင်ပေးနေတာ။ကျွန်မတို့နိုင်ငံပြည်မျိုးတို့အတွက်အိမ်ချမှုအတွက်လုပ်တဲ့ဖို့အတွက်အားလုံးကနေပြီးတတ်နိုင်ကြညာကြိုးစားပါမယ်။အဲ့တော့ကျွန်မတို့ရဲ့ဥပဒေပညာရှင်များကိုစာမျက်နှာဖြစ်နေရပ်တည်ပေးနေမှာ။ ရှိနေတဲ့တောင်မှတက်အောင်နေတာလေချားနေဘာလို့တက်အောင်နေနိုင်ရမှာလဲဆိုပြီးတော့အဲ့လိုဒီလူတွေကမြင်စင်ခြင်းပဲဘုရားဥပဒေတွေရဲ့အကာအကွယ်ကိုမရရှာသေးတဲ့စင်ရသာပြည်သူတွေရဲ့အကျိုးစီးပွားကိုကာကွယ်မဲ့အဖွဲ့အစည်းတစ်ခုပေါ်ထွက်လာပြီလို့ပြည်ခိုင်ဖြိုးပါတီကသူရဦးအောင်ကိုအမှတ်ချက်ပေးပါတယ်။တရားတော်ဥပဒေတွေရဲ့အကာအကွယ်ကိုမရရှာသေးတဲ့စင်ရတဲ့တိုင်းသူပြည်သားတွေအကျိုးကိုနော်ဒါ ပယ်ဖို့ပြေးနိုင်မဲ့ဖွဲ့စည်းတစ်ခုပေါ်ထွန်းလာပြီလို့ပြောလိုပါတယ်။ဒီရှင်းနေအသင်းဖြစ်ပေါ်လာဖို့ International Bar Association ကကူညီခဲ့တာဖြစ်ပါတယ်။လွတ်လပ်တဲ့ရှင်းနေများအသင်းကိုစတင်ဖွဲ့စည်းတော့ကတိုင်းနယ်ပြည်နယ်၁၄ခုနဲ့နေပြည်တော်ဒေသအပါအဝင်၅ခုကရှင်းနေပေါင်း2500ကျော်နဲ့ဖွဲ့စည်းထားပါတယ်။ဒီရှင်းနေအသင်းကိုစပြီးတော့အော်တီထောင်မီဆိုပြရပါတော့ကျွန်တော်တို့ဒီတိုင်းနယ်ပြည်က14ခုရှိတယ်ဒါပေမဲ့နေပြည်တော်ဒေသက15ခုရှိတယ် ID 15ခုမှာပေါ့ကျွန်တော်ရှိနေပေါင်း2500ကျော်လောက်ကျွန်တော်အတင်းဝင်ကြပြီးပြီပေါ့နော်ဒီလိုတရားဥပဒေစုမှု ရင်းနဲ့ပတ်သက်ပြီးတော့ရှင်းနေရှိရတဲ့အနေနဲ့ပါဝင်နိုင်တဲ့ခန္ဓာတွေကအများကြီးပဲဒီမှာနိုင်ငံမှာအခုကျွန်တော်တို့ပြောနေတဲ့အဓိကအချက်နှစ်ခုရှိတယ်တစ်ခုကပါလို့ဆိုတော့ independent of judiciary လို့ခေါ်တဲ့တရားဥပဒေအဲတရားစီရင်လွတ်လပ်မှုပေါ့နော်လို့တရားစီရင်လုပ်တဲ့အခါမှာလွတ်လွတ်လပ်လပ်စီရင်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ဟာနောက်တစ်ခုကကျတော့ independence ကျွန်တော်တို့ lawyer association ပေါ့နော်ရှင်းနေအပင်ရဲ့ရှင်းနေရဲ့သူတို့ရဲ့အတ္တမူဝင်ချောင်းပညာတွေလုပ်တဲ့အခါမှာအာလွတ်လွတ်လပ်လပ်နဲ့လုပ်ကိုင်း ပိုင်ခွင့်ရှိရမယ်ဒီလိုလုပ်နိုင်နိုင်မှလည်းအဲ့တိုင်းပြည်ရဲ့ဥရေစုမှုရေးအာမန်တိုင်ဟာပို့ပြီးတော့ခိုင်မအောင်မယ်လို့ယူဆရတာပေါ့နော်